ဟယ်လိုမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့လီးပြားရူဘင်အမ်မိုရင်ကဒီယာဒီရလက်တီမတီမငိန်ဖြစ်နေရင်းနဲ့ပေါ့နော်။သူ့ရဲ့အနာကပ်ကိုကျွန်တော်တို့ဆွေးနွေးတဲ့အခမ်းကဏ္ဍတွေထိပါရောက်ခဲ့တယ်။အဲ့လိုရောက်တဲ့အချိန်မျိုးမှာဘယ်သူမှထင်မှတ်မထားတဲ့အန်ဖီကွေးမှာကျွန်တော်အနိုင်ယူပြရတယ်။အနိုင်ယူပြတော့အမ်မိုရင်ကပေါ့နော်။သူ့အနေနဲ့ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတဲ့ဆိုတဲ့ပုံစံမျိုးထပ်ပြီးတော့တက်တည်ပြသွားပြန်တယ်။ဆိုတော့အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့က အကယ်လို့ပေါ့နော်ပိုင်ရှင်ရဲ့ဘက်ကလည်းထားပါတော့ဗျာ MOD ကိုယုံကြည်ကြောင်းသူတို့ပြောထားတယ်လို့ကစားမားရဲ့ဘက်ကလည်းပိုင်ဒီ MOD ကိုယုံကြည်ကြောင်းသူတို့တွေပြောထားတယ်အဲ့လိုအနေထားမျိုးမှာဒီနီးပြအနေနဲ့ပိုကောင်းတဲ့ပုံစံတွေပြနိုင်ဖို့ဆိုရင်တချို့နေရာတွေမှာကနော်သူတက်နိုင်တာနဲ့ကျွန်တော်တို့သိမရှိဘူးထားပါတော့ကျွန်တော်အနေနဲ့ကွန်းလယ်မှာဆိုလို့ရှိရင်သူမှာသူ့ရဲ့ချင်းကဲမှုပုံစံတစ်ခုရှိတယ်အဲအဲ့ဒီချင်းကဲမှုပုံစံကလက်ရှိကစားမားတွေနဲ့အစင်သူလိုတဲ့လောက်ထိရမနေဘူးဆိုရင် ် MOD လူသားတွေကိုပုံဖော်ပေးနိုင်မယ့်ကွင်းလင်ကစားမတွေကျွန်တော်လိုပါတယ်။ဆိုပြောချင်တာကအတင်းတာဝန်ရှိသူတွေရဲ့ဘက်က MOD ကိုအောင်မြင်စေချင်တယ်။ MOD ကိုတကယ်အချိန်ပေးချင်တယ်။ MOD သားလျင်မှန်ကန်တင့်တော်တဲ့နီးပြတယောက်လို့ထင်ရင်ဒီနီးပြအပေါ်မှာ လာမယ့်ဇန်နဝါရီအပြောင်းရွှေ့တင့်တော်တဲ့အစာထုမှုတွေအားဖြည့်မှုတွေလုပ်ပြီးမှကျွန်တော်ရမှာ။ဒါပေမဲ့တော်တော်စင်ထွက်နေတဲ့တည်ရင်ကခိုမီမင်းနူးအတင်းကထွက်ဖို့မရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့ ျွန်တော်အသင်းကနေပြီးတော့နောက်ထပ်ကွန်းလင်ကစားမတယောက်ထပ်ခေါ်ဖို့အစီမပြေလို့ပေါ့ဒါဟာတော်တော်လေးစိတ်ပူစရာပါဘာလို့လဲဆိုတော့နံပါတ်1 main new ပေါ့နော်ကိုဗီ main new ဒီအမိုရင်ယုံကြည်တဲ့ကစားမမျိုးမဟုတ်တလို့အမိုရင်လိုချင်တဲ့အည်သွေးတွေလည်းသူ့မှာရှိမနေဘူးပေါ့နော်အမ်ဒီ main new ဟာအရင်ကောင်းတဲ့ကစားမပါသို့တော်လည်းပဲကစားမအကောင်းတိုင်းကကျွန်တော်တို့ပေါ့နော်နီးပြလိုချင်တဲ့အည်သွေးတွေရှိနေကြတာမျိုးမဟုတ်တဲ့ခါကျတော့ main new ကလည်းပဲကဘာဖလားလိုမျိုးကစားရတော့မယ့်မကြခင်ကစားရတော့မယ့်ပြိုင်ပွဲကြီးမှာပါချင်တဲ့အတွက်သူအတင်းကနေပြီးတော့ထွက်ချင်တဲ့ပြဿနာကပေါ့နော် အအတင်းဘက်ကလက်လွတ်ဖို့မရှိဘူးပေါ့ဘာလို့လဲဆိုတော့ကွန်းလည်းအစားထိုးမပေးနိုင်လို့ဆိုတာမျိုးကတော်တော်စိတ်ပူစရာပါမန်ချက်စတာယူနိုက်တက်နဲ့အမ်မိုရီတို့ကနော်အမ်မိုရီရဲ့ငါတို့ကတော့မင်းကိုယုံကြည်တယ်ကွာဒါပေမဲ့လို့မင်းလူတွေဆိုတဲ့နေရာတွေကိုခေါ်မပေးနိုင်ဘူးမင်းရှိရကောင်နေရအောင်လုပ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့အဆင်မပြေပါဘူးနော်အမ်မိုရီကတော့တက်တည်ပြတယ်ဗောလေတက်တည်ပြတယ်ဆိုတဲ့နေရာမှာအန်ဖီကိုအန်ဖီမှာလေပေါ်ဦးတင်းကိုနိုင်နေတယ်လို့ဟုတ်လားနော်ဆန်နလန်ကိုနိုင်နေတယ်လို့သူ့ရဲ့ဘဝမှာ နော်နှစ်ပွဲဆက်တိုက်အနိုင်ဒီပါဒီမန်ချက်စတာယူနိုက်တက်မှာမရဘူးနော်ဆိုတော့အခုလက်ရှိလိုတော့တင်ပရီးမီးယားလိမှာနိုင်ပွဲနှစ်ပွဲဆက်ရတယ်ဆိုတော့အသင်းတောင်ရှိသူတွေတဲ့အများကြီးကြီးနေစရာကောင်းခဲ့မဲ့ရလက်မျိုးလေလေပောင်းတဲ့ပုံမှာသူဖန်တီးပေးထားနေတယ်အဲ့ဒီတော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကသူတို့တကယ်ယုံကြည်တယ်သူတို့သာဒီနီးပြကိုတကယ်အလုပ်ဖြစ်ချင်အလုပ်ဖြစ်စီချင်နေဆိုရင် MOD ကိုကျွန်တော်တို့နေပေါ့နော်အစားထိုးပြီးတာမျိုးတွေလူအင်အားဖြည့်ပြီးတာမျိုးတွေလုတ်ပြနိုင်မှရမှာဆိုတော့ကွင်းလေခေါ်နိုင်မှုမရှိဘူးကွင်းလေခေါ်ဖို့မရှိဘူး ခေါ်ဖို့မရှိတဲ့အတွက်မင်းတို့ကလည်းလက်လွတ်စရာမရှိဘူးဆိုတာမျိုးကတော်တော်ကိုစိတ်ပူစရာပါတော်တော်ကိုစိတ်ပူစရာပါကျွန်တော်ကွင်းလေလိုပါတယ်ကျွန်တော်ကွင်းလေလိုတာဘယ်လောက်ထိတောင်စိုးလဲဆိုရင်နွေရာသီထိစောင့်လို့မရတော့အောင်ထိကိုပါပဲကျွန်တော်ဟိုထားပါတော့အန်ဂယ်လိုစတဲလာနဲ့တနည်းနည်းထွက်တဲ့အီလီယိုအန်ဒါဆန်ကာလို့စ်ပါလေပါเนาะအဒမ်ဝါတန်ဟိုပြည့်ရချင်းမနူကူနီထားပါတော့ဒီလိုကစားမိုင်းနဲ့ကျွန်တော်တတိအများကြီးထွက်တယ်အားလုံးဟာနွေရာသီပလန်နေထဲမှာကြီးပဲရဲ့ ဆိုဇန်နဝါရီမှာကျွန်တော်တို့ဘာလုပ်မှာလဲပေါ့အတင်းဘက်ကလည်း okay ငါတို့ဇန်နဝါရီမှာသာငွေတုံးလိုက်မယ်ဆိုရင်ဟိုတကယ်တကယ်ရေရှည် project ထဲကပုံစံတိုင်းသွားတာမဟုတ်တဲ့အတွက်တိုင်ပတ်သွားနေတယ်ဒါကြောင့်ငါတို့ကဇန်နဝါရီမှာငွေမတုံးမဲ့နဲ့ညရာဒီမှာတည်တည်ချာချာ plan ချပြီးတော့တရားဒီလုံးမြင်ခဲ့တဲ့အရာတွေကိုငါတို့ကြည့်ဘယ်နေရာလိုတယ်လဲဘာညာနဲ့သူတို့ကသွားချင်တာဇန်နဝါရီပြောင်းရွှေ့သူတို့ကဂျားကာလာကြီးဖြစ်တဲ့အတွက်ဘယ်အသင်းကမှသူတို့ရဲ့ဘောနော်ဒီဟိုတန်းစေကြီးယာကြီးကုံမဲ့ ဒီ DLS ကြီးလုံးလုံးကြတာမျိုးတိတ်မရှိဘူးဗျာဒါအပြင်အဓိကကစားသမားတွေကိုလည်းဘယ်အသင်းကမှဇန်နဝါရီလိုကာလမျိုးမှာလက်လွတ်ကြတာတွေမရှိဘူးပြဿနာကကိုရီးယားကစားသမားကောင်းကွင်းလင်ကစားသမားကောင်းလိုတာကွင်းလင်ကစားသမားကောင်းတယောက်ဆိုတာနဲ့တည်ကြတာတခုကတော့ကျွန်တော်တို့ဘောနော်ဒီနောက်တခြားအသင်းမှာတကယ်ရည်သွေးရှိတဲ့ကစားသမားဖြစ်မှရမှာဆိုတော့ဇန်နဝါရီအပြောင်းရှိလူမျိုးမှာတခြားကလပ်တင်တွေကရောကစားသမားကောင်းတွေကိုဂျားကလာရင်လက်လွတ်ပါမလားနော်ပြီးလို့ရှိရင်ယူနိုက်တက်ရဲ့ဘက်ကလည်းဘောနော်ဇန်နဝါရီမှာခေါ်ဖို့မရှိဘူးဆိုတော့ အမိုရင်အတွက်တော်တော်ကိုစိတ်ပြည့်ရပါတယ်အမိုရင်အနေနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အမိုရင်ဒီထပ်ပါတော့ပြန်လောလောဆယ်တိုင်ပက်နေတာကကွင်းလေတစ်ခုရှိနေလို့ကွင်းလေကိုပြောင်းလဲလိုက်တာနဲ့အချိန်ကြီးကောင်းမြေရေဆိုရင်ယူနိုက်တက်ကအဲ့ဒီတိုင်လိုက်လို့မပေးနိုင်ဘူးဆိုရင်ဒါဟာအမိုရင်အပေါ်မှာယုံကြည်ပြီးတော့သူ့ကိုတကယ်အလုပ်ဖြစ်လာအောင်လို့ဘာမှအတင်းဘက်ကလုံမပေးနိုင်ဘူးလို့ပဲကျွန်တော်ပြောရမှာပဲဆိုတော့ကြောင့်အသင်းအနေနဲ့လိုအပ်တာတစ်ခုက MOD လိုချင်တာကိုကျွန်တော်အားဖြစ်ပေးနိုင်ဖို့လိုတဲ့ သူတို့ကိုယ်တိုင်ကိုကဘာနော်ထောက်ခံနေယုံကြည်တယ်နောက်တဲ့နှစ်နှစ်လောက်ထိငါတို့ဆက်ထားပြီးမှသူ့ကို judge လုပ်ကြမယ်ဟိလို့ပြောတဲ့အနေထားမျိုးမှာ MOD လိုအပ်တဲ့အရာတွေကိုအားဖြစ်မပေးဘဲနဲ့တော့ဒီတိုင်းကြီးဗဇက်ကနေပဲထောက်ခံနေလို့ကျွန်တော်မရဘူးဗဇက်ကနေပဲယုံကြည်နေလို့ကျွန်တော်မရဘူးအတင်းတောင်ရှိသူတွေအနေနဲ့ဇန်နဝါရီမှာကွင်းလယ်ဖြည့်ပေးဖို့လိုပါတယ်ကွင်းလယ်ကနေရာကြီးကြီးစောင့်လို့ရတဲ့အနေထားမျိုးဟုတ်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါကြောင့် United အနေနဲ့ကွင်းလယ်အားဖြည့်ပေးဖို့လိုတယ် မူရင်ကိုအတင်းတောင်ရှိတဲ့ဘက်ကကွန်းလေခေါ်ပေးဖို့မရှိဘူးဆိုပြီးတော့လေဇန်နဝါရီမှာတိထားရတယ်ညီကလို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်